အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ပရိသတ်တွေကိုတင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့ပုံမြင်လေးကတော့တမီးတော့ဖြစ်သွားတဲ့ major ဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့အစစ်စစ်တင်ဆက်သူအဲနာပါဒီဂျော်လေးကတော့တောင်းနဲ့တော်လေးနီးကလုံးပါတယ်ရွှေနဲ့တောင်းနဲ့ကအရန်ကိုနီကလွန်ခဲ့ပြီမဲ့တောင်းနဲ့တဲ့အထိဘယ်သူမှသွားပြီးတင်မခေါ်ကြပါဘူးတောင်းနဲ့ထဲမှာ အသာအစာတလိမ့်ဆန်ကြီးတွေရှိပြီး NDA များလို့နဲ့အတွက်ရွာသူရွာသားတွေကကြောက်လန့်ကြပြီးမတော်ကြတာပါရွာသူရွာသားတွေအကုန်လုံးကလည်းတောအုပ်အစာကနေပြီးတော့ပဲတစ်တွေကိုခုတ်ပြီးပြန်လာတက်ကြပါရည်တဖြည်းဖြည်းနဲ့ရွာအနီးတစ်ဝိုင်းမှာတစ်တွေခုတ်ဖို့ကမလွယ်ကိုတဲ့ကိစ္စတစ်ခုလို့ဖြစ်လို့နေခဲ့ပါပြီမာဒပ်ကိုရိုင်းလည်းဒီအကြောင်းတွေကိုစဉ်းစားပြီးစိုးရင်ပုံပန်းနေခဲ့ပါရည်ရှင်ရလေတောအုပ်ရဲ့အတွင်းထဲထီသွားစီရတော့မလိုပါဘူးရှင် လူတွေအကုန်လုံးကလည်းဒီအနီနာပတ်ဝန်းကျင်ကနေပြီးတော့ပဲတစ်တွေကိုခုန်နေကြတာပဲလေတောနဲ့ထဲရှင်ဝင်သွားလို့တခုခုဖြစ်လာခင်မယ်ဆိုတော့ရှင်တော့ဘယ်လိုလုပ်မလဲရှင်တခုခုဖြစ်သွားရင်ကျမကတော့တေးမှာပဲအော်မင်းမရဲ့မင်းဘာလို့ဒီလောက်တောင်မှစိုးရင်ပုံပန်နေရတာလဲငါဘာမှဖြစ်စရာအကြောင်းမရှိဘူးဟုတ်ပြီလားဘာမှဖြစ်မှာလည်းမဟုတ်ဘူးအလောက်ထိစိုးရင်ပုံပန်မနေစမ်းပါနဲ့အေးစေးငါတောနဲ့ထဲထိသွားမှာမဟုတ်ပါဘူးငါအလောက်ကိုပြီးအောင်လုပ်ပြီးတော့ပြန်လာခဲ့မယ်ငါတော့ထမင်းလိုက်ပါလေထုတ်ပေးလိုက်တော့ဒါဆိုရင်တော့ငါသွားတော့မယ် ဒီလိုနဲ့ပဲသူကလည်းတိခုတ်ဖို့အတွက်ပြင်ဆင်ပြီးထွက်လာခဲ့တဲ့အချိန်မှာပဲသူရဲ့တငယ်ချင်းတယောက်နဲ့သူတွေ့ဆုံခဲ့ရပါတယ်။သူကလည်းတိခုတ်ဖို့အတွက်တောင်းအုပ်ထဲကိုသွားကြောမလို့ပါပဲ။သူရဲ့တငယ်ချင်းမာဒက်ကိုရိုင်းကတောင်းနဲ့ထဲအထီသွားပြီးတိခုတ်မယ်ဆိုတဲ့အကြောင်းကိုသူလည်းကြားသိခဲ့ရတဲ့အခါမှာသဘောကျူလိုက်ပါတယ်။ကဲတငယ်ချင်းရေငါလည်းမင်းကိုဘယ်လိုပြောပြရမလဲ။တယောက်ထဲသွားဖို့ဆိုတာကကြတော့ငါလည်းအလောက်ထိတတ်တည်မရှိဘူးလေကွာ။အခုမင်းလိုက်ငါနဲ့အတူတူသွားမယ်ဆိုတော့ငါအတော်လေးတတ်တည်ရှိသွားပြီးအဖော်ရှိတော့အားလေးရှိရပါဘော့။ ငါတို့နှစ်ယောက်ဒီနေ့ပတ်စံတွေအများကြီးရှာနိုင်လိမ့်မယ်လို့ထင်တယ်။သွားကြတော့ပေါ့ကွာ။ငါတို့တောအနက်ထဲထိသွားပြီးတော့တဲ့တွေအများကြီးခုတ်ကြမယ်။အဲ့ဒီနေရာကိုတော့ဘယ်သူမှသွားကြတာမဟုတ်ဘူးလေ။အေးကောင်းတယ်ကောင်းတယ်။ငါလည်းမင်းနဲ့အတူတူသွားရင်တော့အဖော်ရတာပေါ့။ငါတို့အတူတူသွားကြမယ်နော်။မာဒဖ်ကသူရဲ့တငယ်ချင်းကိုလည်းသူနဲ့အတူတူခေါ်သွားခဲ့ပြီးနှစ်ယောက်သားတောအုပ်ထဲရောက်ရှိသွားခဲ့ကြပါတယ်။သူတို့တောအုပ်ထဲရောက်ရှိသွားခဲ့တဲ့အခါမှာမတူညီတဲ့တစ်ပင်တွေကတစ်တွေကိုခုတ်ခဲ့ကြပါတယ်။ တဖြည်းဖြည်းနဲ့ညနေဆောင်သွားခဲ့ပါပြီဒီအချိန်ထိသူတို့အလုံးလုံးပြီးအိမ်ကိုပြန်လာခဲ့ကြပါတယ်သူတို့ပြန်လာနေခဲ့တဲ့အချိန်မှာပဲတရယောက်ရဲ့ငိုတန်းကိုကြားခဲ့ရပါတယ်ဒီအတန်ကတော့ခလေးငယ်လေးတယောက်အုံငိုနေတဲ့အတန်ဖြစ်ပါတယ်ဖယားသခင်ဒုက္ခပါပဲဒီငိုတန်းကခလေးငယ်လေးတယောက်ရဲ့ငိုတန်းပဲဘယ်သူကမှတောအထင်မှာခလေးငယ်လေးတယောက်ကိုပြစ်သွားခဲ့ရတာလေမာသက်ဖြင့်ငါတို့ဒီမှာအလုပ်တွေအားလုံးပြီးပြီဆိုတော့ဒီကနေ့အမြန်ဆုံးပြန်မဖြစ်မယ်နော် ဘယ်သူငုံငုံငါတို့လှဲကြည့်နေစရာအကြောင်းမရှိဘူးဒါကတောင်းနဲ့ကြီးဒီကနေအမြန်ဆုံးပြန်ချမယ်လားတရောက်ရဲ့ကလေးဖြစ်မှာပေါ့ကွာထားပြစ်လိုက်စမ်းပါအော်မရလေကွာဒီပုံစံအတိုင်းထားပြီးသွားတာကတော့မသိတော့ဘူးလေငါတို့ကိုတယောက်တည်းမထားခဲ့ရဘူးငါနဲ့အတူတူတို့ကိုအိမ်ကိုပဲခေါ်သွားလိုက်တော့မယ်ဒါကတောင်းနဲ့တဲ့ဆိုတော့ငါတို့သားတို့ကိုချသွားလိုက်ရင်အသားစားတလေးဆန်ကြီးပဲရောက်ရှိလာခဲ့ပြီးစားပြစ်သွားရင်ဘယ်လိုလုပ်မလဲဒီတောင်းထင်မှာငါတို့နောက်ထပ်အချိန်ခဏလေးထပ်နေမယ်ဆိုလို့ရှင်တော့ဒီကလေးအကြောင်းတော့မသိဘူး ငါတို့ကျင်းစီပေါ့တလေးဆန်အစာဖြစ်တော့မယ်ဆိုတော့ကိုတော့ငါသိနေတယ်မသိဘူးကွာငါဒါရီဘာမှမသိဘူးဒီခလေးငယ်လေးကိုတော့ငါဒီနေရာမှာတယောက်တည်းထားပြီးမသွားနိုင်ဘူးဆိုတော့ပဲသိတယ်မင်းကလည်းကွာတကယ်ပါပဲဘာမှလည်းမဟုတ်ပဲနဲ့ဝင်တော့ဝင်ဖို့ဖြစ်အောင်လုပ်ပြန်ပြီးမင်းအိမ်မှာစားတော့ဖို့အတွက်တောင်ဘာမှရှိတာမဟုတ်ပဲနဲ့ဒီခလေးကိုမင်းကခေါ်ွားကျင်သေးတယ်ရဂူကတော့သူရဲ့တဲ့တွေကိုရှူပြီးအိမ်ကိုပြန်သွားခဲ့ပါတယ်မတော့ကခလေးငယ်လေးကိုခြိလိုက်တဲ့အခါမှာခလေးလေးကတော့အငုံတိတ်သွားခဲ့ပါတယ် မာဒဖ်လည်းခလေးလေးကိုကြည့်ပြီးမျက်ရည်တွေစီးကြလာခဲ့ပါတယ်သူ့မှာသားသမီးတယောက်မှမရှိပါဘူးသူလည်းခလေးကိုအချိန်အကြာကြည့်နေခဲ့ပြီးနောက်မှာတော့အိမ်ကိုခေါ်လာခဲ့လိုက်ပါတယ်သူကရှိုးဘွားကိုကိစ္စရိအားလုံးပြောပြပြီးတဲ့နောက်ရှိုးဘွားကလည်းခလေးလေးကိုဖတ်ချခဲ့ပါတယ်သူတို့ရဲ့တောင်းဆုဆန္ဒတွေအားလုံးပြေဝသွားတဲ့လိုမျိုးကိုခံစားနေရပါတယ်ဒီခလေးငယ်လေးကိုတော့သူတို့ရဲ့သမီးတယောက်လိုမျိုးစောက်ရှောက်ဖို့အတွက်ဆုံးဖြတ်ခဲ့ကြပါတယ်ခလေးရဲ့နာမည်ကိုသူတို့ကရာသားလို့ထားခဲ့ကြပါတယ် ကျွန်တော်မိသားစုကအရန်ကိုဆင်ရဲကြရဲဆိုပေမဲ့ဒါသားကိုတော့ကောင်းကောင်းစောက်ရှောက်ပေးခဲ့ကြပါရဲ့အချိန်တွေတဖြည်းဖြည်းကုန်ဆုံးလာခဲ့ပြီးနောက်မှာတော့ဒါသားကလည်းအရွယ်ရောက်ရှိလာခဲ့ပါပြီ။သူမလက်ထပ်ရမယ့်အရွယ်ကိုလည်းရောက်ရှိနေပါပြီ။အဖေနဲ့မေဒီနေ့အဖေနဲ့မေစားဖို့အတွက်သမီးထမင်းကောင်းကောင်းချက်ထားရသေးလား။မိမရေငါတို့ကဒါသားလို့သမီးလေးကိုရှာခဲ့တာအရန်အကန်ကောင်းတယ်နော်။သူရောက်ရှိလာတဲ့နေ့ကစပြီးငါတို့အိမ်ကအရန်ကိုအောင်မြင်သွားခဲ့တယ်လို့ခန့်စားရတယ်။အဲ့ဒီနေ့ရက်လေးကိုတော့ငါလုံးဝမေ့မှမဟုတ်တော့ဘူး။ ငါ့ရဲ့သမီးလေးကိုငါကျောင်းထဲမှာတွေ့ခင်ရတဲ့အဒီနေရလေးလေးဟုတ်တယ်နော်ရှင်ပြောတာမှန်တယ်ကျမတို့ကတော့ခလေးမရှိလို့ဆိုပြီးဘလောက်တောင်မှစိတ်ပြက်လက်ပြက်ဖြစ်ခဲ့ကြရလဲရာသာကျမတို့သမီးလေးအနေနဲ့အိမ်ကိုရောက်ရှိလာခဲ့တဲ့အခါမှာတော့ကျမတို့ရဲ့ဆန္ဒတွေအားလုံးပြေဝသွားခဲ့ရတယ်အခုကျမတို့ရာသာကိုလက်ချက်ပေးရမယ်ရှင်တို့အတွက်အကောင်းမွန်ဆုံးကောင်းလေးတစ်ယောက်ကိုဒါလိုက်ရှာလိုက်ပါတော့ရှင်ပြီးရင်တော့ကျမတို့ကိုလက်ချက်ပေးလိုက်မယ်အေးဟုတ်တယ်မိမရေငါလည်းသိပါတယ်တို့ကိုလက်ချက်ပေးရမယ် အဲ့ဒီအတွက်ပဲငါလည်းအခုခရေကစူးစားပြီးတော့ရုံးကန်နေရလေ။သမီးကိုလက်ထပ်ပေးမယ်ဆိုရင်တော့ငါတို့ဘက်ကပတ်စံအများကြီးပေးရလိမ့်မယ်။ခဏနေတော့ရကူရောက်ရှိလာခဲ့ပါရဲ့။ဒါနဲ့မင်းတို့ကသတင်းကောင်းတစ်ခုပြောပြစရာရှိလို့လာခဲ့တာ။ငါရဲ့သမီးလေးမင်္ဂလာဆောင်တော့မယ်ကွ။ငါရဲ့သမီးလေးမင်္ဂလာဆောင်ကြရင်တော့ငါတင်တောင်းဝယ်ရအများကြီးထည့်ပေးလိုက်အောင်ပါ။ဘာလို့လဲဆိုတော့ကမလာကငါရဲ့သမီးအရင်လေး။ရာသားလည်းငါအတော်သမီးအရင်လေးပါပဲသူ့ကိုလည်းငါလက်ထပ်ပေးတဲ့အခါကျရင်ကြီးကျယ်ခနာစွာနဲ့လက်ထပ်ပေးမှာဟုတ်တယ် ကျမတို့ကရာသားကိုတမိအရင်ထက်တောင်ပို့ပြီးတော့ချစ်ခဲ့ကြသေးတယ်။ကျမတို့ရာသားကိုဘယ်လောက်ချစ်လဲဆိုတာကျမတို့ကိုယ်တိုင်းပဲသိတယ်။ရာသားကိုကောင်းမွန်တဲ့အိမ်မှာအိမ်အောင်ချပေးဖို့အတွက်လည်းကျမတို့စဉ်းစားထားပါတယ်။အော်အမရဲ့ကောင်းမွန်တဲ့အိမ်မှာအိမ်အောင်ချပေးခြင်းတိုင်းဖြစ်ပါမလားသူ့အတွက်အကောင်းမွန်ဆုံးအိမ်ကိုလည်းလိုက်ရှာရအောင်ပါပေါ့ကျွန်တော်ကတော့ပတ်စံကိုတတိယချာစ조사ရုံးကန်ရှာပြီးတော့ပတ်စံချမ်းသာသွားခဲ့တယ်အကြောင်းကတော့ရှင်းရှင်းလေးပါပဲမဟုတ်တဲ့နေရာတွေမှာကျွန်တော်ကပတ်စံကိုမတုံးဆွဲဘူးလေ ဒါဆိုရင်တော့ဒါပဲကျွန်တော်သွားလိုက်အောင်ပဲကျွန်တော်တမီးလေးမင်္ဂလာဆောင်အတွက်ပြင်ဆင်စီရအများကြီးရှိသေးလို့ရဂူကတော့ပြောချင်တာပြောပြီးထွက်ခွာသွားခဲ့ပါတယ်။ရတော်လေးဒီစကားတွေအကုန်လုံးကိုကြားနေခဲ့ရပါတယ်။သူမတကယ်တတော်လေးဝမ်းနေသွားခဲ့ပါတယ်။အဒီနေညမှာသူရဲ့မိဘတွေအိမ်ပေါ်ကြားနေခဲ့ကြတဲ့အချိန်ရတော်တဲ့လေးအိမ်ထဲကနေထွက်ခွာသွားပါတယ်။ရုတ်တရက်မိခင်ဖြစ်သူကလည်းအဲ့ရကလန်လို့လာခဲ့ရပေါ့။သူရဲ့တမီးလေးရတော်အိမ်ပြင်ကိုထွက်ခွာသွားနေအောင်ကိုတွေ့ခဲ့ရတဲ့အခါမှာအတန်ပေးလိုက်ပါတယ်။ ။ရာသာကတော့သူ့အမိအတန်ပေးနေရကိုမကြားပဲနဲ့ထွက်ခွာသွားနေခဲ့ပါရဲ့။မိခင်ဖြစ်သူကလည်းအရန်ကိုလမ်းဖြန့်သွားတဲ့အတွက်တယောက်ကြောက်ကိုပါနှုတ်ပြီးနှစ်ယောက်သားရာသာအနောက်ကနေလိုက်သွားခဲ့ကြပါရဲ့။ရာသာကတောနဲ့တည်းအထိဝင်ရောက်သွားနေခဲ့ပါရဲ့။အပြင်မှာတော်လေးမှောင်မဲနေခဲ့ပါရဲ့။ဘယ်သူမှလည်းမရှိပါဘူး။မိဘတွေကလည်းသူတို့တမီလေးညရီမိုးချောက်ကြောက်အထဲဘာသွားလောက်ကြလဲဆိုပြီးတော်လေးလန့်နေခဲ့ကြတာပေါ့ဒါပေမဲ့တောင်းတဲ့အလင်မှာဖြစ်ဖြစ်ခဲ့တဲ့ကိစ္စတွေကြောင့်နှစ်ယောက်လုံးပစအဟောင်းသားဖြစ်သွားခဲ့ကြရပါတယ် တောင်းနဲ့ထရောက်ရှိသွားခဲ့တဲ့အခါမှာရာသအရှမ်းကိုချော်မော်လှပါရဲရွှေမင်းသမီးလေးတစ်ပါးအဖြစ်ပြောင်းလဲသွားခဲ့ပါရဲသူရှင်မှာချော်မော်ခန့်ညားတော့နဲ့မင်းသားလေးတစ်ပါးလည်းရှိနေပါရဲမိဘတွေကလည်းဒါရီအလုံးကိုမြင်တွေ့ခဲ့ရတဲ့အခါမှာမနေနိုင်တော့တဲ့အဆုံးသွားကြည့်ခဲ့ကြတာပေါ့ရာသလည်းသူ့ရဲ့မိဘတွေကိုတောင်းအထင်မှာတွေ့ခဲ့ရတာနဲ့အာအာတင်သွားခဲ့ပါရဲဒါပေမဲ့သူမရဲ့အမှန်တရားတွေကိုလုံးကတော့ရှင်မောက်ကိုရောက်ရှိလာခဲ့ပါပြီကျမအခုအဖေနဲ့အမေကိုကျမရဲ့အမှန်တရားတွေထပ်ပြီးတော့ဖုန်းကွယ်မထားကြတော့ဘူး တကယ်တော့ကျမကနဲ့သမီးကြပါပါဒါကတော့ကျမရဲ့ယောက်ျားပဲကျမတို့အိမ်မှာကလေးတွေလည်းရှိကြပါတယ်ဟိုးလုံခဲ့တဲ့နှစ်ပေါင်းများစွာအရင်ကကျမလူပြည်ကိုရောက်ရှိလာခဲ့တဲ့အကြောင်းကတော့ကျမကလေးမရခဲ့လို့ပဲကျမသာလူပြည်မှာအချိန်တစ်ခုအတန်ကြာနေထိုင်မယ်ဆိုလို့ရှင်တော့သာသမီယတနာထွန်ကားမယ်ဆိုတဲ့အတွက်ကျမအခုလိုမျိုးလာနေခဲ့ရပါနှစ်ယောက်လုံးကကျမကိုအများကြီးပြုစုဆောက်ရှောက်ပေးခဲ့ကြတယ်ကိုယ်တိုင်ကအရန်ကိုဆင်းရဲနေခဲ့ကြပါမယ်ကျမကိုတော့လောင်းငောက်အောင်ကြွေးခဲ့ ကျွန်မငငယ်လေးကလေးကဒီအချင်းရောင်တွေအားလုံးကိုမြင်တွေ့ခဲ့ပါတယ်။ကဲအကိုရောကျမရဲ့မိဘတွေကကျမအတွက်အရာအားလုံးကိုလုပ်ပေးခဲ့တယ်။မိဘအရင်တွေကသူတို့မွေးထားတဲ့သားသမီးတွေအတွက်လုပ်ပေးသလိုမျိုးအဲဒါကြောင့်ကျမဒီကနေမထွက်ခွာသွားခင်မှာကျမရဲ့မိဘတွေမှာရာတင်တဲ့ပြေဆုံးချမ်းသာမှုတွေအားလုံးကိုပေးသွားခဲ့ခြင်းနဲ့သားသမီးတယောက်အနေနဲ့ကျမအားလုံးလုပ်ပေးခြင်းနဲ့ဒါပေါ်ဒါပေါ်ကျင်းတွေပေါ့လုပ်တဲ့နဲ့နှစ်ယောက်လုံးကိုလည်းတကယ်ကျေးဇူးတင်ပါတယ် ကျွန်တော်ရဲ့အမျိုးသမီးကိုလည်းအိမ်မှာသမီးယောက်တယောက်လိုမျိုးချစ်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။သမီးလေးရဲ့သမီးအခုဘယ်ကိုသွားမလို့လဲ။သမီးလေးမရှိဘဲနဲ့အဖေတို့ဘလို့နေရမှာလဲ။ကဲသမီးရဲ့အဖေတို့ကတော့ဘာမှမလိုချင်ဘူး။အဖေတို့ရဲ့သမီးလေးကိုပဲလိုချင်တယ်။ဟုတ်တယ်သမီးလေးရဲ့သမီးမရှိရင်တော့အမေတို့ဘလို့နေရမလဲ။သမီးရောအမေတို့ရဲ့သမီးလေးလေအမေတို့နဲ့ပဲအတူတူနေပါနော်။အဖေနဲ့အမေပြောတယ်မလား။သမီးဆိုတာကလက်ထပ်ပြီးသွားရင်ရခမအိမ်မှာသွားနေရတယ်ဆို။သမီးကလည်းသမီးရခမအိမ်ကိုပဲပြန်သွားနေရပါ။ ဒါကိုအမေတို့ကဖြစ်စေချင်နေခဲ့ရပဲလေဟုတ်တယ်မလားဒါပေမဲ့သမီးခရီးပေးပါရဲအဖေနဲ့မေသမီးအဖေနဲ့မေစီကိုအမြဲတမ်းလာခဲ့မေသမီးတယောက်ကသူ့ရဲ့မိဘတွေစီအမြဲတမ်းပြန်လာခဲ့တယ်လို့မျိုးပေါ့ဒီလိုနဲ့မိဘတွေကလည်းသူ့ရဲ့သမီးလေးကိုဖတ်ချခဲ့ပါရီဒီနောက်ပျော်ရွှင်စွာနဲ့နှစ်ယောက်လုံးကိုနှုတ်ဆက်လိုက်ပါရီနှစ်သမီးလေးကလည်းသူ့ရဲ့မောအစွမ်းတွေအကုန်လုံးပြန်ရရှိသွားခဲ့တဲ့အခါမှာတော့သူ့ရဲ့မိဘတွေကိုလည်းပြေဆုံးချမ်းသာသွားအောင်ထားပေးနိုင်သွားခဲ့ပါတော့တယ်မိဘတွေကပြေဆုံးချမ်းသာစွာနေထိုင်ဘဝကိုပျော်ရွှင်စွာဖြတ်သန်းနေကြပါရီ တို့သမီးလေးကိုတတိယတဲ့အခါတိုင်းမှာလည်းခေါ်တွေ့လို့ရပါတယ်။မင်းသမီးလေးကိုယ်တိုင်ကလည်းသူရဲ့မိဘတွေနဲ့တွေ့ဖို့အတွက်ခဏခဏပြန်လာလေးရှိပါတယ်။နောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံမြင်လေးကတော့နှိုက်ဆက်ခံရတဲ့ကလေးငယ်စော်တဲ့ပုံမြင်ပဲဖြစ်ပါတယ်။မေတော့ကျမရဲ့အိမ်နဲ့ကျမရဲ့မိသားစုဝင်တွေအကုန်လုံးကိုစောက်ရှောက်ပေးပါ။မမေဘာဖြစ်လို့မမေဒီအရက်တွေကို အမြဲတမ်းပဲပူဆော်နေရတာလဲ။သမီးလေးရေမေတော်ကအမေတို့အားလုံးရဲ့မေတော်လေး အမေတို့ဒုက္ခရောက်တဲ့အချိန်တိုင်းမှာလည်းမေတော်ကပဲအမြဲတမ်းအတူတူရှိနေပေးတာသမီးရဲ့အဲဒါကြောင့်ဘဝမှာတရားအထည်ဖြစ်နေတယ်လို့ခံစားရတဲ့အခါတိုင်းမေတော်ကိုသာတန်းတားသတိရလိုက်နော်မေတော်ကသမီးလေးနဲ့အတူတူအမြဲတမ်းရှိနေပေးလိုက်မယ်သမီးရဲ့ပြီးတော့သမီးကိုလည်းစောင့်ရှောက်ပေးလိုက်မယ်ဟုတ်ပြီလားကဲဂျန်ကီရေဘာလို့နေရလဲကွာတကယ်ပဲနောက်ကျနေပြီလေဒီပုံစံတိုင်းဆိုရင်တော့ငါတို့ကားလွတ်သွားလိမ့်မယ်ကားလွတ်သွားရင်တော့ညနေအထိပြန်ပြီးတစ်ခေါက်စောင့်နေရမယ်ကဲမဟီမောင် ငါပြန်လာလို့ရှင်တော့နောက်ထပ်2ရက်3ရက်လောက်အနည်းဆုံးကြာမြင့်သွားလိမ့်မယ်။အိမ်မောင်ငါမရှိတဲ့အချိန်အတွင်းတစ်ပင်ကိုတတိချာချာကြယူဆိုင်ပေးလိုက်ပါနော်။အတော်ပြောတဲ့စကားတွေကိုလည်းတတိချာချာနားထောင်ရမယ်ကြားလား။ဆေးစရာကအဖေကိုဆေးအမြန်ပေးလိုက်တယ်ဆိုလို့ရှင်တော့အမေတို့အမြန်ဆုံးပြန်လာခဲ့မယ်။အမေရလေရပါရဲ့အေးစေတော့ဘာမှအရန်ကြီးလဲစွရင်ပုံပန်မနေပါနဲ့တမိကောင်းကောင်းနေမယ်နော်တမိမဲတော့ရဲ့အပင်ကိုလည်းတတိချာကြည့်ပေးလိုက်မယ်အဖေနဲ့အတူတူအေးအေးစေစေသွားပြီးတော့အေးအေးစေစေပြန်လာခဲ့နော်ကဲလျှော့ ီမှာဒါကတော့ငားရဲ့ဗီဒီယိုတော့ပဲနေမဲရှူထားလိုက်တော့ဗီဒီယိုတင်းမှာလက်ဝဲလက်စားရရှိတယ်။တခါတည်းတော့ထဲ့သွားလို့ရှိရင်တော့ပျောက်သွားမှာဆိုလို့လေ။တော့ပျောက်သွားရင်ဘာမှလုံးမရဖြစ်နေမှာဆိုလို့အနင်းသိမ်းထားလိုက်နော်။အော်ရပါတယ်။ရောင်းမရဲ့ကိစ္စမရှိပါဘူး။အေးအေးစစ်စစ်သွားပြီးတော့ပြန်လာခဲ့။ကျမကျမလေးကိုကျမကောင်းကောင်းဆောက်ရှောက်ပေးထားလိုက်မယ်။မဟိမရဲ့အမေဖြစ်သူဂျန်ကီကတော့မေတော့ကိုယုံကြည်ကိုယ်ကွယ်သူတူဖြစ်ပါတယ်။ဒါကြောင့်ဒီမရဲ့ဖျားရွှေခုပ်ပူစောပုံတွေကိုလည်းတမီလေးကိုတင်ထားပေးပြီး ပန်းပင်နဲ့တစ်ပင်တွေကိုဘယ်လိုစောက်ရှောက်ပေးရမလဲဆိုတော့ကိုယ်လည်းသင်ကြားပြသပေးချပါရည်။ဒါပေမဲ့ကံကြမ္မာမှာတခြားတစ်ခုရေးထားခဲ့ဟန်နဲ့တူပါရည်။မဟိမိုင်းမိဘတွေစီးသွားခဲ့တဲ့ဂါကတော့အဆီတန်ဖြစ်သွားခဲ့ရပါရည်။မတော်တဆဖြစ်စဉ်တဲမှာပဲမိဘနှစ်ပါးလုံးကွဲလွန်သေးဆုံးသွားခဲ့ကြပါရည်။မဟိမမိဘတွေမရှိတော့တဲ့နောက်မှာတော့သူကဦးလေးနဲ့အကျော်ကိုပဲအားကိုးပြီးနေထိုင်ရတော့မှာပါ။သူရဲ့ဦးလေးနဲ့အကျော်ကလွယ်လို့လောကကြီးမှာသူအတွက်ဘယ်သူမှမရှိကြတော့ပါဘူး။သမီးရဲ့မငိုပါနဲ့သမီးရဲ့ ။ဦးလေးတယောက်လုံးရှိပါသေးတယ်။ဦးလေးကသမီးရဲ့အဖေလိုမျိုးပဲ။ဦးလေးအမြဲတမ်းသမီးနဲ့အတူတူရှိနေပေမယ်နော်။ကဲသမီးလေးဒီမှာခဏလေးထိုင်နေ။သမီးစားဖို့အတွက်ဦးလေးမဟုတ်တော့ဝယ်လာခဲ့ပေးမယ်ဟုတ်ပြီလား။ကဲငါ့ရဲ့ဒီမှာလေးကမဟုတ်ဆိုလို့ရှင်တော့အရင်ကကြိုက်တယ်မဟုတ်လား။ရှင်ရလေဘာရီလျှောက်ပြောနေရလဲသူ့လိုကံမကောင်းတဲ့မိန်းကလေးအတွက်ရှင်ဘာမဝယ်လာခဲ့ပေးစရာအကြောင်းမရှိဘူးဘာမဝယ်ကျွေးမနေနဲ့သူ့ရဲ့မိဘတွေကသူ့ကြောင့်တေးဆုံးသွားခဲ့ကြတာသူကကံစိုးတဲ့မိန်းကလေးပဲမိဘမရှိရတဲ့မိန်းကလေးတယောက်ကိုဘာမှအလောက်အထိပြုစုဆောက်ရှောက်ပေးနေစရာအကြောင်းမရှိဘူး ဘာမုံမှလည်းထပ်မစားတော့နဲ့။အိမ်မှာရှိရထမင်းကြံဟင်းကြံတွေကဒီနေ့အစားပြီးသူ့စားဖို့အတွက်ပဲစားပလိစီ။သူ့ကိုဒီလောက်ထိခေါင်းပေါ်တင်ထားစရာဘာအကြောင်းမှမရှိဘူး။ကျမတို့ကလည်းတမီးတယောက်ရှိပါသေးတယ်။ကျမတို့တမီးအတွက်ပဲစဉ်းစားစမ်းပါ။ကျမတို့တမီးလေးအတွက်ကကြတော့ဘယ်တော့မှအဲ့လောက်ထိမစဉ်းစားပဲနဲ့။ရှားပါတယ်အတော်ရဲ့တမီးလေးအပိုင်းမစားပါဘူး။အတော်ပြောတယ်ထမင်းကြံဟင်းကြံဆိုတာကိုပဲတမီးကိုပေးလိုက်ပါ။အဲ့ဒါကိုပဲတမီးစားလိုက်တော့မယ်။ဒါနဲ့တမီးအခုဖျားရှခိုးလိုက်အောင်မယ်နော်မေတော့ကိုလည်းပူစော်ရအောင်မယ်ညနေစောင်းနေပြီ အမေရဒီချေဆိုလို့ရှင်တော့အမြဲတမ်းပဲဖျောင်းနိုင်ထုံပြီးတော့မိဖို့ဇော်လေးရှိရဲ့အမေမတော်ခင်တော့ကပြောသွားခဲ့တယ်မနက်ခင်ရောနေ့တဲ့ခင်မှာပါဖျားရှိခိုးပူဇော်ရမယ်နေ့အမေကတော့လောကကြီးမှာရှိရတာမဟုတ်ဘူးနင်းကိုပေးသွားတဲ့အလောက်တော်ဝင်တွေကလည်းတတော်လေးကိုများတာပဲနော်ပြီးကိုမပြီးနိုင်တော့ဘူးလောက်ကြဟေးလောက်ကြလောက်ကြဒါပေမဲ့ခဏနေအောင်အဲအလောက်တွေကဘလောက်တော်မှာပုံနေလဲဆိုတာကိုရောနေတွေ့ရလားအဲအလောက်တွေအားလုံးကိုပြီးသွားအောင်ရှင်လို့အဲအလောက်တွေလောက်ပြီးသွားတဲ့အခါကျတော့မှပဲနေတခြားအလောက်တွေကိုလောက် ဒီလိုနဲ့မဟိမားကလည်းညနေစာတွေကိုအရင်ဆုံးချက်ခဲ့ရပါတယ်။အလုပ်တွေအားလုံးလုပ်လို့ပြီးစီးသွားခဲ့တဲ့အခါမှာတော့သူမစီမီကွာသွားထွန်ထားလိုက်ပါတယ်။သူမစီမီထုံဖို့စော်ပြီးသွားတဲ့အခါမှာမေရော့ရှေ့မှာထိုင်ပြီးအချိန်အကြာကြီးငိုနေခဲ့ရပေါ့မေရော့ကျမရဲ့အမေဘာဖြစ်လို့ကျမကိုထားပြီးထွက်ခွာသွားရတာလဲရှင်ကျမအမေကိုအရန်လွမ်းနေအမေကိုတတိရလိုက်ကြအဖေနဲ့အမေမရှိတော့ကျမပျော်လည်းမပျော်တော့ဘူးဒီမှာနေရတာအရန်ကိုစိတ်ညစ်စရာကောင်းတယ်ကျမညဘက်တွေဆိုလို့ရှင်တော့အဲ့လိုလည်းမပျော်ဘူး ကျမရဲ့မိကအမြဲတမ်းပြောတယ်မဲတော်ကအားလုံးရဲ့မဲတော်ပါတဲ့အားလုံးရဲ့ဆနာကိုဖြည့်ဆည်းပေးရစို့ကျမဒီအိမ်မှာနေရတာအရန်ကြောက်တယ်ပြီးတော့ဒီမှာလည်းမနေကြတော့ဘူးကျမနဲ့အတူတူမဲတော်ကအမြဲတမ်းရှိနေပေးပါကျမဒီမှာတယောက်တည်းနေရတာအရန်ကိုပင်ပန်းလုံးလို့ပါမဟိမကတော့ခြံထဲမှာဖျားရှခိုးနေနဲ့ထိုင်ကုန်နေခဲ့တဲ့အချိန်မှာပဲပြပင်တဲကအတန်တခုကိုကျမကြားခဲ့ရပါတော့တယ်မဟိမရဲ့မကြောက်ပါနဲ့ငါတယောက်အောင်လုံးရှိနေရပဲငါတယောက်အောင်လုံးရှိနေတဲ့ပြေတော်နေ့ကိုဘယ်သူမှဘာမှလုပ်လို့မရပါဘူး တမီးလေးနင်ဘာမှစောရင်မနေနဲ့ဟုတ်ပြီလားနင်ဘယ်တော့ပဲဖြစ်ဖြစ်စောရင်ပူပန်စရာကိစ္စတွေဖြစ်လာမယ်ဆိုရင်အရန်ကိုဝမ်းနဲ့ကြေကွဲရတဲ့အခါတိုင်းဆိုလို့ရှင်လေငါ့ကိုပဲတတိရလိုက်ပါငါနဲ့အကူအညီပေးဖို့အတွက်ကျင်းစီပေါ့ချက်ချင်းလျှောက်လာခင်မယ်မဲတော့ဒါကမဲတော့ရဲ့အတန်လားမဲတော့ရဲ့တစ်ပင်နေရနေပြီးတော့ထွက်လာတဲ့အတန်ပဲထူးဆန်းလိုက်တာဒါဆိုရင်တော့ငါရဲ့ဆူတောင်းနေအကုန်လုံးကမဲတော့ရှိကိုရောက်သွားပြီပေါ့နော်ဟုတ်တယ်မေတော့မေတော့ပြောတာမှန်တယ်ကျမဘာကောမအချက်ပြီးရောမကြောက်ရင်တော့ဘူးကျမတတ်တည်ရှိရှိနေပါမယ် မေတော့ကျမနဲ့အတူတူအမြဲတမ်းရှိနေပေးမယ်ဆိုတော့ကိုကျမယုံကြည်တယ်။မဟိမကလည်းမေတော့ရဲ့အတန်ကိုကြားခဲ့ရတဲ့အခါမှာဝမ်းသာပျော်ရွှင်သွားခဲ့ပါတော့တယ်။မေတော့ရဲ့ဆူတောင်းမြတ်တာတွေကသူ့အမေရဲ့ဆူတောင်းမြတ်တာတွေနဲ့အတူတူသူ့အပေါ်အမြဲတမ်းရှိနေမယ်ဆိုတော့ကိုလည်းယုံကြည်နေခဲ့ပါတယ်။ဒါပေမဲ့မဟိမရဲ့အတော်ဖြစ်သူကအတော်လေးလိုပါကြည်လွန်ပါတယ်။သူကမဟိမရဲ့အမေတထားခဲ့တဲ့ရွှေငွေလက်ဝဲလက်စားပိုင်းဆိုင်မှုတွေအကုန်လုံးကိုတင်ရှုခြင်းနေခဲ့ပါတယ်။ဒါပေမဲ့မေတော့ရှိနေတဲ့ဒါရီအားလုံးကလုံးဝကိုမဖြစ်နိုင်ပါဘူး။ ငါဒီလက်ဝဲလက်စာတွေအကုန်လုံးငါအတွက်အမြန်ဆုံးတင်ထားမှဖြစ်မယ်။တရားကြရင်တော့အခွင့်ရေးတစ်ခုရရင်ငါဒါတွေအကုန်လုံးကိုရောင်းစားပြရမယ်။ရှိတဲ့ပတ်စံတွေအကုန်လုံးကိုတော့ငါစီမားပဲတင်ထားမယ်။တစုံတယောက်ကမြောင်ငါ့ကိုလာပြီးတော့မေးခဲ့မယ်ဆိုလို့ရှင်တော့အိမ်မှာတခိုးဝင်တော့ဒါတွေအားလုံးပါသွားပြီလို့ပြောလိုက်မှာပေါ့။မိမရဲ့တော်ဖြစ်သူကလက်ဝဲလက်စာတွေအားလုံးကိုသူရဲ့တက်တော်အဟောင်းထဲမှာထည့်ပြီးတော့ခတ်ထားလိုက်ပါတော့တယ်။ကဲမိမရဲ့ငါနဲ့ကိုခေါ်နေရတော်လေးကြာနေပြီဘာလုပ်နေရလဲ။အခုငါဈေးသွားမလို့ နော်ပြန်လာတဲ့အထီးနေအိမ်လုံးတွေအားလုံးကိုလှုပ်ထားအဝိစာတွေအကုန်လုံးကိုလျှော်ပြီးတော့တန်ရှင်းလှုပ်ထားလိုက်နော်နေတဲ့စာထမင်းဟင်းကိုလည်းနင်းပဲချက်ပြုတ်ထားလိုက်အောင်ကြားလားအလုံးတစ်ခုခုနောက်ထပ်ကြနေခဲ့အောင်ပဲဆိုရင်တော့နင်းကအဆုံဆုံနဲ့အာသမီးအဲ့ဒီလှုပ်တွေတစ်ခါမှမလှုပ်ခဲ့ဘူးတော့မလှုပ်တတ်ဘူးအတော်ရဲ့ဘလို့လှုပ်ရမှာလဲနင်းရမြောင်းငေါ့ပြန်ပြောရဲဟုတ်လားနင်းလှုပ်ချင်တယ်လို့သာလှုပ်တန်ရှင်းကိုတေချာလှုပ်ထားခြံထဲမှာတန်ရှင်းတောက်ပြောင်းနေအောင်ကိုပဲငါမြင်ချင်တယ်မိမောကိုအိမ်လောက်တွေအားလုံးခိုင်းပြီးနောက်မှာတော့အတော်ကလည်းသူ့သမီးနဲ့အပြင်ကိုထွက်သွားခဲ့ပါတယ် ။အော်မေတော့ကျမကိုကူညီပါအောင်မေတော့ကျမဒါရီအားလုံးကိုမလုပ်ချက်ဘူးဘယ်လိုလုပ်ရမှာလဲ။အတော်ပြန်လာတဲ့အခါကျရင်တော့ရှိုက်ကြမှာပဲ။မဟိမကိုရောကြောင်းမှန်နေခဲ့တဲ့အချိန်မှာမေတော့ကိုရိုင်းရောက်ရှိလာပါတော့တယ်။ဒီနောက်တာမန်အမျိုးသမီးတယောက်ပုံစံကိုပြောင်းလဲခဲ့ပါတယ်။ကဲတမီးတော်လေးရေပေးပါပေးပါဘာမှစွဲမနေနဲ့မဲတော့ကိုရိုင်းလောက်ပေးမယ်သိတယ်မဲတော့သိတယ်မဲတော့ကိုရိုင်းရောက်လာပြီကျမအကူညီပေးမယ်ဆိုတာကိုကျမသိရပါတော့တာမန်မိန်ကလေးတယောက်အနေနဲ့ရောက်ရှိလာခဲ့တယ်မဲတော့ကလည်းပြောင်းရည်နေခဲ့ပါတယ အချိန်ခဏအတွင်းမှာမဲတော်ကအလုပ်တွေအားလုံးပြီးဆုံးသွားအောင်လို့လောက်ကိုင်းပေးလိုက်ပါတယ်။မဲတော်အလုပ်တွေအကုန်လုံးခဏအတွင်းလုပ်လိုက်တယ်နော်။အခုအတော်ကကျမကိုထပ်ပြီးစိတ်ဆိုးသောသားထွက်မှမဟုတ်တော့ဘူး။ခဏလေးဆေးအိတ်လိုက်တော့မိမရဲ့ခဏလေးအေးဆေးစွာနဲ့အိတ်လိုက်ပါတယ်။မဲတော်ကလည်းပြန်သွားခဲ့ပါတော့တယ်။မိမရဲ့အတော်ကလည်းအိမ်ကိုပြန်လာတဲ့အချိန်မှာမိမအလုပ်တွေအားလုံးပြီးအောင်လုပ်ထားတာကိုတွေ့တော့အံ့အားသင့်သွားခဲ့ပါတယ်။ဒါကြောင့်သူကနေ့စဉ်တိုင်းမဟိမကိုပို့ပြီးခတ်ခဲအလုပ်တွေကိုခိုင်းစေပြီးအပြင်းထွက်သွားကြပါတယ်။ မဲရကိုရန်ရောက်ရှိလာခဲ့ပြီးတော့သူရဲ့အလုပ်တွေအားလုံးကိုလုပ်ပေးတတ်ပါသည်တရမတော်မဟိမရဲ့အကြောဖြစ်သူကလည်းမဲတော်ကိုရိုင်းရောက်ရှိလာခဲ့ပြီးအိမ်လုပ်တွေလုပ်ပေးနေရကိုတွေ့သွားခဲ့ရပါဘော။အဲဒါကြောင့်ပေါ့ငါထင်သားပဲသူတလောက်အမြန်အိမ်လုပ်တွေအားလုံးကိုမလုံနိုင်တော့ပါဘူး။သူကအမျိုးသမီးတယောက်ရဲ့အကူအညီကိုယူနေခဲ့ရပဲ။သူကဘာတွေကိုပေးနေလို့ဒီအမျိုးသမီးကသူ့ရဲ့အလုပ်တွေကိုလုပ်ပေးနေရတာလဲ။ငါတစ်တာထဲမှာတော့ကြည့်ရမယ်လက်ဝဲလက်စားတွေကိုများပေးလိုက်ပြီလားမသိဘူး။ မိမားရတော်ဖြစ်တော့ကလည်းသူ့ရောင်မစီကလူယူထားတဲ့လဝဲလက်စာတွေကိုတော့ကြည့်လိုက်ပါတယ်တပမဲ့တကြရဲမှာလဝဲလက်စာတွေမရှိတော့ဘဲခဲလုံးတွေသာရှိပါတော့တယ်မိမားရတော်ကလည်းအတော်လေးကိုစိတ်ပြတ်သွားခဲ့ပါတော့တယ်ဟောဖျားသခင်ကောင်းပါပြီရှင်ကောင်းပါပြီဒီမှာကြည့်ပါအောင်ရှင်ကျမရောင်မရဲ့လဝဲလက်စာတွေအားလုံးအခိုးခံလိုက်ရပြီမိမားကအိမ်ကိုအမြဲလာနေတဲ့အမျိုးသမီးကိုပေးလိုက်ကြပဲဖြစ်ရမယ်သူကတတဲ့လေအဲ့ဒီအမျိုးသမီးကိုအိမ်လောက်တွေကိုခိုင်းစေနေခဲ့တာအဲ့ဒီအမျိုးသမီးကိုအမြန်ဆုံးခေါ်လိုက်သူကဘယ်မှာနေရလဲ သူခိုးယူသွားခဲ့တဲ့လဝဲလက်စာတွေအားလုံးကိုပြန်လာပေးခိုင်းလိုက်။မဟိမရေသူဘု து ကြောင့်ကိုပြောနေရလဲ။မင်းကခလေးကိုအိမ်လောက်တွေခိုင်းပြီးတော့မင်းကိုယ်တိုင်ဘာလုပ်နေခဲ့လဲ။ဘာတွေပြောနေမှန်းကတော့လုံးဝနားမလဲတော့ဘူး။ဟုတ်တယ်။အတော်ကသမီးကိုအိမ်လောက်တွေအားလုံးတယောက်တည်းလောက်ခိုင်းနေ။သမီးနဲ့ဒီလောက်တွေအကောင်လုံးမလုံးနိုင်တော့တာနဲ့မဲတော့ကိုခေါ်လိုက်ကြပါ။အတော်ပြောနေတဲ့အမျိုးသမီးဆိုတာကအဲ့ဒါကမဲတော်ကိုယ်တိုင်ပဲမဲတော်ကိုယ်တိုင်ကသမီးကိုအကူအညီပေးဖို့အတွက်နေ့စဉ်နေရာလာနေခဲ့ရပါ ဘသူ့ကိုလာပြီးတော့လိန်ပြောနေရလဲနေရငါတို့အယူးလို့များထင်နေရလားတစ်ပင်တဲကနေမဲတော့ကိုရိုင်းကားထွက်လာတယ်ဆိုတာကဖြစ်နိုင်တဲ့ကိစ္စလားဒါဖြစ်ကောမဖြစ်နိုင်ဘူးသူယူများယူသွားပြီလားတို့တခါရမေးလက်ဝဲလက်စားရိပမာရှိနေရလဲလို့ကြည့်ရတာသူလက်ဝဲလက်စားရိကိုဘယ်သူ့ကိုများပေးလိုက်ပြီလဲမသိပါဘူးရှင်အဲ့ဒီအမျိုးသမီးကိုချက်ချင်းခေါ်တော့ကျမပြောနေရချက်ချင်းခေါ်ဆိုရင်ချက်ချင်းခေါ်မဲတော်ကြီးအတော်ကကျမကိုမယုံဘူးဖြစ်နေတယ်ကျမကိုကူညီပါအောင်ရှင် ကျမကိုကူညီပါအောင်ကျမမဲတော်ကိုဘာလက်ဝဲလက်စားမပေးခဲ့ခြင်းမရှိဘူး မေတော့ကျမအကူကြီးပါအောင်မေတော့ရဲ့ဒီအချိန်မှာပဲမေတော့ကိုရိုင်းရောက်ရှိလာခဲ့ပါတော့တဲ့မကြောက်ပါနဲ့တမီးတော်လေးရဲ့ငါတရားတော်ရှိတဲ့နေဘာမှမဖြစ်စေရဘူးနင်းစိတ်ထဲမှာရှိတဲ့လောဘတွေကိုငါမြင်တွေ့နိုင်ပါတယ်အရန်ကိုအပြစ်ကဲဆင်းတဲ့ကလေးကိုဘလောက်တောင်မှဒုက္ခတွေထပ်ပြီးပေးနေအောင်မလဲနင်းအပြစ်ထံတွေများကြီးကိုလောက်ခဲ့တဲ့အတွက်ငါအခုချက်ချင်းနင်းကိုအပြစ်ပေးလိုက်လို့ရတယ်မလောက်ပါနဲ့မေတော့ရဲ့အတော်ကိုတော့ဘာမှမလောက်လိုက်ပါနဲ့နော်အတော်ဘက်ကနေပြီးတော့တမီးပဲတောင်းပန်ပါတယ် မယ်တော့ကိုဖိုးမြော်ခွင့်ရတဲ့အတွက်ကျွန်တော်ရဲ့ဘွားကတော့ပြေဆောင်သွားခဲ့ပါပြီကျွန်တော်ဒီကိစ္စတွေအားလုံးကိုမသိခဲ့ဘူးကျွန်တော်ရဲ့မိမကကျွန်တော်ရဲ့ဒုမလေးကိုအခုလိုမျိုးနှိမ့်ဆန့်နှင်းပန်းနေလိမ့်မယ်လို့လည်းကျွန်တော်လုံးဝကိုမထင်ထားခဲ့ပါဘူးမယ်တော့ကျွန်မကိုခွင့်လွှတ်ပါရှင်ကျွန်မမှားသွားခဲ့တယ်ကျွန်မရဲ့အမားရဲ့ပြစ်တွေအားလုံးကိုခွင့်လွှတ်ပေးပါကျွန်မတကယ်အတော်လေးကိုလောဘတက်ခဲ့မိရပါပဲဒီနေ့အစပြီးတော့ကျွန်မရဲ့ဒုမလေးကိုကျွန်မဘယ်တော့မှထပ်ပြီးရမနှိမ့်ဆက်တော့ဘူးကျွန်မသမီးနဲ့ကျွန်မရဲ့ဒုမလေးကိုလည်းမခွဲခြားတော့ပါဘူးရှင်ဒီနောက်မှာတော့မယ်တော့ကလည်း ကြောက်ခဲတွေဘက်ကိုလညိုးညွန်ပြလိုက်တာနဲ့လဝဲလက်စားတွေပြန်ဖြစ်သွားခဲ့ပါတယ်။ဒီနောက်အားလုံးကိုဆူတောင်းပေးပြီးနောက်မှာတော့ပြန်သွားခဲ့ပါတော့တယ်။အရင်ကစောက်ရီမဟိမားရဲ့အကျော်ဖြစ်သူကလည်းမေရော့ကိုရှိခိုးပူဆောင်မှုစတင်ခဲ့ပါတယ်။မေရော့ရဲ့စတောင်းမီတာတွေကြောင့်မိမိုင်းရဲ့ဘဝတစ်ခုလုံးကလုံခြုံအေးချမ်းသွားခဲ့ပါပြီ။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါအောင်နော်။